အလုံးမဲမင်္ဂလာပါဒီနေ့ကတော့မြင်းတဲ့အတိုင်းပဲနေအရန်အရန်အရန်ပြင်းနေပေါ့နော်နေရန်ပြီးတော့လုံးဝဆန်းကရင်ကိုနဲ့မကွာအောင်တောက်လျှောက်ကိုလိမ့်နေရတာပေါ့နော်ဒီနေ့ကဒီနေ့က factory outlet ပါ central central point အော် central village central village factory outlet ပါဒီနေ့ကတော့ဒီနေ့ရဲ့ပထမဦးဆုံးခရီးစဉ်ကတော့ factory outlet ပါ စီရလေဟိုဒီပြန်ရောင်းတဲ့လက်ကားသမားတွေတော့အရန်အရန်တန်တော့မြမြဝယ်လေးပူလျှော့လေးပဲသူစီရလေတထည်တဲ့ဆိုလို့ရှိရင်ပုံမှန် price က2000ကျော်လောက်ရှိတာလေ3000ကျော်လောက်ယူလိုက်လို့ရှိရင်ဒီ80% off လောက်ကိုရတာပေါ့နော်2000ကျော်တန်းလေ3000ကျော်လောက်ယူလိုက်တော့ဆိုရို400ကျော်ကျော်လောက်ပဲကျတယ်အရန်ကိုတန်တယ်ပေါ့နော် ัวอายายมวยပြည့်ပြင်မဲ့လဲရှောက်ပတ်ကြည်ပြီးတော့ဘိုက်ကစာနေတော့လောလောဆယ်တော့ဘိုက်ကိုအရင်ဖြည့်ရတာပေါ့နော်ဒီလာပြီးပြည့်ပြင်မဲ့စာတာအော်ခံရတဲ့ကျက်စီထမင်းထက်တော့အဆင်ပြေတယ်ကွဒီမှာဆိုရိုဟိုတယ်နားကကျက်စီထမင်းဆိုင်ရှိရပါတော့အဲကျက်စီထမင်းဆိုင်ကဆိုတော့ Michelin star တွေလည်းရတယ်ဆောက်လို့လည်းကောင်းတယ်ဒီမှာဆက်ဆံကြီးကလည်းတော်တော်ကြီးကိုအဆင်မပြေဘူးပေါ့နော်ပကံတွေရောအဲ့လိုစောင့်ချအဲ့လိုအဲ့လောက်ထိကိုအချိန်လေးဆိုးရပေါ့နော် ခုကတော့တို့တို့ပြီးသွားတော့ဒုတိယမြောက်နေရာအနေနဲ့ Asian Tip လို့လဲခေါ်ရပေါ့နော်သူတို့ပြောတာတော့လေဒီ second နေတော့များတယ်ပေါ့နော်ဒီမှာကတော့လေအနေနဲ့သူတို့ဟို Asian Valley အဲ့လိုဟာဗာပထမကတခုဟာကြာတော့ center center a few moments later Sanavil Valley village လာအဲ့ဒီဟာပေါ့သူတို့ branded outlet ပုံစံမျိုးအဲ့ဒီအနေပြလာပြီးအခုကတနားရီတော့ခွဲသွားပြီးဟိုမှာဝယ်တာ ဟိုမှာဟိုကြည့်ဒီကြီးဟိုကြည့်ဒီရှောက်သွားနေဝယ်တာအကုန်လုံးမဆုံးအဲ့ဒါတော့တနားကြီးခွဲသွားပြီအခုတော့ဒုတိယနေရပေါ့နော်ဒုတိယနေရပါလေဟာဗာအီရှန်အီရှန်ဗီလီအီရှန်ဗီလီဘယ်လိုခေါ်လဲမသိအဲ့နေရအီရှန်ဗီလီသူကစကန်နေတယ်စကန်နေတယ်ရန်ကုန်ရန်ကုန်ဆိုလို့ရှိရင်တော့ဟိုကဖြစ်မယ်ညစီညစီလို့ပြောက်လာပြီ ပကံလေးပါဆက်ဆီရပါမယ်ရှင်းကအဲ့တီတော့တွေ့ဒီနေ့ဈေးပိတ်တာတင်တယ်ဒီလားဆိုင်ကန်းနေအကုန်ပိတ်နေခုဘက်မှာတော့ဆက်ပစ္စည်းတွေရောင်းလာတယ်ကင်မရာပုံစံလေးဆိုပြီးတော့ပြတ်ဟာတော့တွေ့ဟိုဘက်မှာဆက်ပစ္စည်းရောင်းလာတယ်ဟိုဘက်တော့ကြည့် စီမှာလေပစ္စည်းအကြောင်းနားလဲတဲ့သူဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေရယ်ပေါ့နော်ဆိုလို့ကတော့တိတ်နားမလဲလို့တော့ဒီတိုင်းဘာမှတော့မဝင်ပြခဲ့ပါဘူးဒီထဲမှာဆိုပြောထားတဲ့နေရာနာမည်အခေါ်အဝေါ်တွေမှလို့ရှင်လဲနားလဲပြပါအောင်နော်ဆိုရွာငါအောင်တော့ဆိုတော့ဆိုရမမှတ်မိတဲ့အတွက်ကြောင့်မို့လို့ပါအဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်